မိတ်ဆွေများအလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလဲအပိတ်ပင်ရှင်အတီကီ၃လုံးကိုပြန်လည်ပြောတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ9ခွန်9မှာဆိုရှင်9 5တက်9ကအလဲဖြစ်ပါတယ်ပေါ့နော်ဒီ9တက်3မှာ9ဒီ9 9 3များဆိုပြီးတော့ဒီ9ဒီအလဲထိုင်ဖြစ်ပါတယ်နောက်ထပ်9တက်3ကီးပဲပေါ့နော်3ည9ခွန်ဆိုတဲ့အတွက်ဒီ9ကအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ ဒီခွန်9ခွန်9လေးလေး9ခွန်9 3ည63 3ခွန်9 63ည3 6နှစ်6ကနေစပြီးတော့ဒီဖက်တက်မှာဆိုရင်ဒီဖက်တက်မှာဆိုရင်လည်းတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာပြင်းနေဒီကဒီမှာဘာလို့အလေတုံးမဟုတ်အပိတ်နေရာအထိဖြစ်ပါတယ်ဒီမှာတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာဒီမှာခွန်ခွန်9ဘာလို့ကိုတီတုံကီမှာခွန်ခွန်ကိုဒီကိုကအပိတ်ဖြစ်ပါတယ်တုံညာနေလေးကီမှာတုံညာတိခွန်တုံညာတုံညာ ခွန်ကိုတိကိမှာခုနှစ်တီ3ခွန်ခွန်၃မြနစ်လေးကိမှာ၄တီ၈ကိုလေးဆိုပြီးဖြစ်ပါတယ်တီ3က5 63ပေါ့နော်ဒီခုနှစ်က6ရှစ်ခွန်ဒီနှစ်တီ2နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်အနေအပိတ်နေရာမှာဆိုပြီးမဲ့တူဒီကျွန်တော်တို့ဒီ3ခုနှစ်တကြိမ်မှာသူကထိစီနေရာဖြစ်သွားတယ်ပေါ့နော်ပြီးရင်နှစ်လေး6မှာနှစ်တီထိစီနေရာဖြစ်လာခဲ့တာဖြစ်ပါတယ်တုံနေလေးမှာတော့အလေးပိတ်နေရရှိပြီမဲ့ဒီရှင်းကားနေတဲ့ချိန်မှာလေးထပ်ပြီးတော့ဒီတူဒီထိစီနေရဖြစ်လာတယ်ပေါ့နော် ီတော့ဒီ665ကအပိငါအပိပါနော်3965ငါကအတဲ့646မှာကြတော့လေအလေးအပိပဲပေါ့နော်ပြီးရင်ရှိသည်998 6က696ဒီ9ဒီ698ဒီ2လေး6ပြီးခဲ့တဲ့ဘက်မှာနေ့တလုံးခမန်းတယ်ဆိုပေမဲ့အဲ၄ရ6ရပေါ့နော်နေလေးချောင်းမှာတင်လေးငါဆိုပြီးတော့လေဒီအလေးဖြစ်ပါတယ်ခင်ဗျာ။ ီကိုကအလဲပေါ့နော်ဒီလေးရလဲအလဲဆိုပြီးဖြစ်ပါတယ်ခင်ဗျာအလဲအပိတ်ညာတောက်ချောင်းဆက်ပြီး okay လောက်ခဲ့တယ်ပေါ့နော် okay ဒါလေးကိုကျွန်တော်ဒီလိုထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်โอเคဒီဟာဖြစ်ပါတယ်ဗောနော်အတူရဲ့နည်းလေးဖြစ်ပါတယ်ကျွန်တော်နေ့3999ကနေဒီမှာတောက်လျှောက်ပြပေးထားတယ်ဗောနော် ညမကိုခွန်ခွန်ကိုတောညခွန်တောညတောညတောခွန်ခွန်ရှိကိုလေ963 689ခွန်နိနိခွန်383တောညကို39နိ39နိမှာထိစီပေါ့နော်နိနိချောင်းပါလေထိစီ3နိလေးမှာနေပိတ်ရှင်းကနိမှာထိစီဖြစ်လာတယ်ပြီးအောင်ရှင်းချောင်း9 396 646 9ခွန်7ပေါ့နော်ခုခွန်ရှိပြီးတော့ကျွန်တော်ကဒီမှာထပ်ပြီးတော့ဖြည့်ပြီးထားတယ်ပေါ့နော်ဒီမှာ 696ပြီးရင်ကျွန်တော်ဒီ696မှာ246ဆိုပြီးတော့မှ6ဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီ913ကီးမှာတော့698ဆိုပြီးဖြစ်ပါတယ်ဗောနော698ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကအလေးဖြစ်ပါတယ်ဒါ6ပေါ့နော်။ Okay ဒီနေ့လေး6မှာတော့တလေး9ဆိုပြီးတော့ ကျွန်တော်လေးကအလေဆိုပြီးဖြစ်လာတယ်ပေါ့နော်လေးရအလေဖြစ်ပါတယ်ခေတ္တဆွဲဆက်ပြီးလေးလာကြအောင်ပါနော်ဆောကျွန်တော်ဒီမှာ၄၅၈ပေါ့နော်၄၅၈၄၅၃၆၃ညာနေဖြစ်ပါတယ်နေလေနေပါနော်နေလေနေ 3899ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဟာဆိုရင်ဒီအရာကျွန်တော်ဒီ3မှာတစ်ချိန်ဆိုတဲ့အတွက်ဒီ4မှာတစ်ချိန်ပါနော်။ထိပ်စီမှာဒီ1234ဆိုပြီးဖြစ်ပါတယ်ဆိုတော့ဒီ tick မှာ4ချိန်ဖြစ်ပါတယ်။အလေးမှာတစ်ချိန်ပေါ့နော်။ပြီးရင်ဒီ8မှာဆိုတဲ့အတွက်ဒီ3မှာဖြစ်ပါတယ်။ဒီ3မှာဆိုတဲ့အတွက်ဒီနှစ်မှာပေါ့နော်။ဒီလေကို၄ချိန်ဖြစ်ပါတယ်၁၂၃၄ပြီးရင်ဒီအပိတ်မှာတော့၂ချိန်ဒီရှိရ 3ချိန်ပေါ့နော်အလဲမှာတစ်ချိန်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကိုယ်နဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်ခင်ဗျာအရှင်ဒီလေးဒီလေးနဲ့လေးပေါင်းတာက10ဖြစ်ပါတယ်ပေါ့နော်တိလေးချိန်တိလေးချိန်ဟာ၄ပေါ့နော်လေးနဲ့ဒီ3နဲ့ပေါင်းရှင်9ဖြစ်ပါတယ်နောက်ထပ်ဒီမှာကျတော့နိတိနိ3ဆိုတော့နိ3ချိန်ပေါင်းရှင်6ဖြစ်ပါတယ်လေးလေးချိန်ပေါင်းတာက16ပေါ့နော် 33ကြိမ်ပေါင်းရှင်း9ဖြစ်ပါတယ်။ရှင်းတဲ့ဒီ9နဲ့ပေါင်းတာဆက်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒီ6နဲ့ကြိမ်ပေါင်းရှင်း7ကိုရှင်းနဲ့ပေါင်းရင်20ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ခွန်ခွန်ပေါင်းတာ14ပေါ့နော်။ဒါဆိုရင်9နဲ့ဒီ4နဲ့ပေါင်းတာ73ဆိုတဲ့အတွက်ကြောင့်မို့ဒီဒီဘက်မှာကျွန်တော်3ကိုနှစ်ပေါင်းတာ9ပေါ့နော်။9ကိုနှစ်ပေါင်းရှင်းခွန်ဆိုတဲ့အတွက်3 9ခွန်အလေးအပိတ်အထီဆိုပြီးဖြစ်မယ်ခင်ဗျာ။ โอเคဒါဆိုရင်ဒီအရာကျွန်တော်35ခွန်ဆက်ပြီးရတယ်ဗောနော်ဆိုတော့ဒီနေ့လေးရှားပြီးတော့ဒီတစ်ပတ်မှာ35ခွန်ကီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ35ခွန်ဒီကျွန်တော်အပြီးခွေကဏ္ဍမှာလေကျွန်တော်အပြီးခွေက35 6 8ဗောနော် sorry 3 9 35 6 8ဆိုတော့ဒီမှာ3ရ9ရခွန်ကပါနေပြီးသားဖြစ်ပါတယ်ဗောနော် โอเค3 5အထိရှိပြီဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့အလေအပိတ်အထိကီး3လုံးဆိုတာလေးကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်โอเคဒါလေးကလည်းကျွန်တော်အလေသုံးမဟုတ်အပိတ်အထိကီး3လုံးဖြစ်ပါတယ်ပေါ့နော်ဒီ8 3 9 9ကနေစာပြီးပြပြထားတယ်နံပါတ်9ကနေပေါ့နော်အဲ့ဒီမှာ3 9ကိုတစ်ကြိမ်၃မှ၂ကြိမ်ပေါင်းတယ်၉မှ၂ကြိမ်ပေါင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ၃နှစ်ကြိမ်ပေါင်း၆၉နှစ်ကြိမ်ပေါင်းတာ၁၈ဆိုတဲ့အတွက် ဒီ6နဲ့8ပေါင်းရှင်း400ရည်အတွက်ကြောင့်မို့4ကို4နဲ့ပေါင်းတာ8 8ကို2နဲ့ပေါင်းရင်30 4 8 3ညမှာဆိုရင်ခွန်3ည3ညဆိုပြီးတော့ဒီ3ညကအလေးပိတ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီမှာ9တစ်ကြိမ်10နဲ့ကြိမ်2ပေါ့နော်10နဲ့ကြိမ်16ဆိုတော့6ရည်2ရည်8 8နဲ့9ပေါင်းတာ73 3ကို4ပေါင်းခွန်ခွန်ကို2ပေါင်းကို3ခွန်9ကီမှာ3ခွန်ခွန်ဆိုပြီးတော့ဒီခုနှစ်ကအလေးပိတ်ဖြစ်ပါတယ်နောက်ထပ်3ည4ချောင်းပါလေဒီ၄ဒီ ်694ပေါ့နော်3ရက်5ရက်ဒီ963ဒီခုနှစ်က689စပီဖြစ်ပါတယ်ဒီနှစ်ဒီနှစ်နှစ်ခုပေါ့နော်ပြီးတော့ကျွန်တော်ဒီရှစ်ဒီ388ဖြစ်ပါတယ်ဒီ9ကကြတော့339ဒီ9က39နေဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ9ပေါ့နော်39နေစပီဖြစ်ပါတယ်ဒီ6ကကြတော့106ဒီ6ကကြတော့304ပေါ့နော်ဒီနှစ်ဒီ59နေဒီ9ကကြတော့669 ဒီ3ဒီ9ကကြတော့3 9 6ပေါ့နော်ဒီ3ဒီထိစီနေရာမှာလည်းပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ6ဒီ6လေး6စုဖြစ်ပါတယ်ဒီ83 key ပေါ့နော်83 key မှာလည်းဒီ9က9ခွန်8စုဖြစ်ပါတယ်အလယ်နေရာပေါ့နော်ဒီ9ကို1ကိမာလဲဒီ9ကကြတော့အလယ်နေရာပဲဖြစ်ပါတယ်6 9 6ပေါ့နော်ဒီ9ဒီလဲအလယ်နေရာမှာ8 9 8ပြီးတော့ဒီတော့ဒီ၄ တုံညာကီရတယ်ဗောနော်နေ့ရှိတုံညာကီမှာဆိုရင်လည်းဒီလေးကကျွန်တော်တို့တင်းလေး၅ဆိုပြီးတော့အလဲနေရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီလေး၅ဗောနော်ဆိုတော့ကျွန်တော်ဒီလေးဒါအလဲထိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနံပါတ်၁အဖြစ်ကျွန်တော်20နဲ့6ကြိမ်ထိရှိသွားခဲ့ပြီဖြစ်ပါတယ်ဗောနော်20နဲ့6ကြိမ်ထိဒီကီရ OK နေဆဲပဲဖြစ်ပါတယ် โอเคဒီမှာစာအုပ်ကမဆန်တူတဲ့အတွက်ကြောင့်မို့ကျွန်တော်ဟိုဘက်မှာထပ်ပြီးဖြည့်ပေးမယ်ပေါ့နော်โอเคဒီဟာဖြစ်ပါတယ်တွင်နီးတွေကတော့ကျွန်တော်ဒီ9မှာတစ်ကြိမ်ပေါ့နော်ပြီးရင်ဒီ10မှာ2ကြိမ်ဒီ10မှာ2ကြိမ်ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တဲ့၂ချိန်ပေါင်းရှင်းနေတဲ့၂ချိန်ပေါင်းရှင်းနေဆိုတော့အနည်းနဲ့နေပေါင်းတာလေ၄နဲ့ဒီ၅နဲ့ပေါင်း၉ပေါ့နော်၉ကိုကျွန်တော်၄နဲ့ပေါင်းတာပေါ့နော်၉နဲ့ ကိုလေးပေါင်းနာ73 3ကိုနှစ်ပေါင်းရှင်းတီ5 9 3 5အလေးတို့မဟုတ်အပိတ်ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာသူက698ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။698။ဒါကြောင့်အဲ့မှာလေ 9D အလေးဖြစ်ပါတယ်ခင်ဗျာ။9အလေးတိုင်း698ဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာလေကျွန်တော်နံပါတ်26ပေါ့နော်။နံပါတ်26 29 ဒီ9မှာဆိုတဲ့အတွက်ဒီ auditing day ပေါ့နော်10မှာဆိုတဲ့အတွက်ဒီ9မှာဒီ10မှာဆိုတဲ့အတွက်ဒီ10မှာပေါ့နော်အဆင်း9ချိန်ပေါင်းပေါင်းရှင်က14ရတယ်ပေါ့နော်ဒီ10ချိန်ပေါင်းပေါင်းတာ16ဆိုတော့ကျွန်တော်4နဲ့6ပေါင်းရှင်30ဒီမှာ14ပေါ့နော်အဆင်း4ကိုလည်း4နဲ့ပေါင်းတာဒီ10ပေါ့နော်10ကို2ပေါင်း30 4 3ညအလေးတော့မဟုတ်အပိတ်ဆိုပြီးယူမယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာသူကတင်းလေး9ဆိုပြီးဖြစ်ပါတယ်တင်းလေး9 အားကြောင့်မကျွန်တော်ဒီလေးဒီနဲ့အလေဆွေးပြီးဖြစ်ပါရခင်ဗျာ Okay ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီလေး၅၈ဆွေအတွက်ဒီအလေအငားမှတစ်ချိန်ပေါ့နော်၃ခွန်ဆွေအတွက်အနောက်က9ခွန်မှတစ်ချိန်နေလေးနေဆွေအတွက်နောက်ဆုံးကဒီနေ့ကိုနှစ်ချိန်ထပ်ပေါင်းမှာဖြစ်ပါရခင်ဗျာဒါဆိုရင်ခွန်နှစ်ချိန်ပေါင်းတာက၁၄ဖြစ်ပါတယ်ဒီနေ့နှစ်ချိန်ပေါင်းတာလေး၄ပေါ့နော် အရှင်ဒီနိုလေးနဲ့လေးပေါင်းတာကရှေ့ရမယ်ရှေ့ကို9နဲ့ပေါင်းတာ73ဆိုတဲ့အတွက်3ကို4နဲ့ပေါင်းရှင်ဒီ9ပေါ့နော်9ကို2နဲ့ပေါင်းရှင်ကို3ခွန်9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ခွန်9အလေတော့မဟုတ်အပိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ခုနကအားနဲ့ဆက်ပြီးကြည့်အောင်ပေါ့နော်ခုနကနီးတဲ့မျိုးနဲ့ပေါ့နော်ကျွန်တော်ပြင်ချေဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာ PK ဘက်မှာ၄၈၃ညပေါ့နော် လေးရှိတုံညာမှာဒီဘက်ကနေလေး60အတွက်လေးတလုံးပုံပါလာသည်အဲတင်းတင်း5ဆိုပြီးဖြစ်ပါတယ်ဒီ935မှာလည်း9ရ3ရပုံပါတယ်ဆိုပြီးတော့9နဲ့3နဲ့စတာပြပေးထားတယ်ပေါ့နော်အဲဒီမှာ9ကအာ698ဆိုပြီးဖြစ်ပါတယ်ဒီတစ်ပတ်မှာ309ခွန်9 359ဆိုတော့3ရခွန်ရပဲထပ်ပြီးတူတယ်ပေါ့နော်အဲဆိုရင်ဒီ3ရဒီ9ရဆိုပြီးဖြစ်ပါတယ်3ခွန်အလေတမဟုတ်အပိန်နေရာပို့ပြီးတော့အတာတော့မယ်ပေါ့နော် ဒါဆိုရင်အပိခွေကဏ္ဍမှာလည်းကျွန်တော်တို့3 3 5 6 9 8ဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ9ကတော့ sorry ဒီမှာ9ကိုရှင်းပြထားတယ်ပေါ့နော်ဒီ9ဖြစ်ပါတယ်ဒီ9ကတော့မပါဘူးပေါ့နော်ဒါဆိုရင်3 9ဒီဖက်မှာလည်း3 9ပါတယ်ပေါ့နော် okay ဒါကကျွန်တော်ဒီနေ့အရာကျွန်တော်လမ်းညွှန်ချက်ပေါ့နော်မိတ်ဆွေများလည်လာလို့ရအောင်လမ်းညွှန်ချက်အဖြစ်သားဖြစ်ပါတယ် okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။